ဆရာမခင်ခင်ထူရဲ့မဲ့အင်ကန်ဆိုတဲ့ဝတ္ထုကို အပိုင်း33နေနဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။ရွှေမုံမင်းကလေးမွေးတဲ့လား။ရွှေမုံမင်းကလေးမွေးတဲ့လား။ပဲစီပဲဝဲကမှန်မတည်တော့အတန်းကြီးတွေကမဲ့အင်ကန်ကိုတစားစားမင်းနေတကယ်တော့ရှိလေလိ။အကြီးကြညွန်ကရွှေမုံမင်းကလေးမွေးပြီးဖြစ်ကြောင်းရိုးရိုးကလေးပြောသွားခြင်းဖြစ်တော်လေ။မဲ့အင်ကန်ဖို့မိုးကြီးလောင်ပြီးကြားတကယ်တော့ဖြစ်ခဲ့ရသည်။ မိုးကြိုးပစိန်ကြီးကောင်းပေါ်ဟတ်တက်ကြီးခွဲချလိုက်သည်ဖြင့်ရှစ်စိတ်ရှင်းမြောင်းဝေချသွားသလိုအဖက်လိုက်ပြိုချသွားခဲ့သည်ဘယ်နေရာမှာဘလောက်များကြကြာရက်နေမိသည်မသိဒီတရင်ကမိန်ကန်ကိုကြောက်ရွံ့တယုတ်လို့ဖြစ်သွားစေခဲ့သည်မဟုတ်လားရွှေမုံတွင်ကိုဝင်ရှိနေပြီဆိုတဲ့ကမိန်ကန်နာဆွေနေခဲ့သည်ကျေဦးကရွှေမုံနေစင်းလာစေကြည်နေဆိုတဲ့ကမယင်ကန်ရင်တွေလှုပ်ကုန်ခရရသည်လဲမှန်းပြီးသို့တော့ ကိုဝင်ဆိုတာက တိုင်းယောက်ျားကလေးလည်းဖြစ်နိုင်သည်တမီးမင်းကလေးလည်းဖြစ်နိုင်တာမဟုတ်လားဒီတော့ကမရင်ကံပင်တောင်တောင်ကြီးတွေရှောက်တွေးနေဖြစ်ခဲ့ပါ၏တစ်ချိန်လုံးရွှေမုံယောက်ျားလေးမွေပါစေလို့ဆုတောင်းခဲ့ရတာလည်းမော်မင်းကလေးမွေလာခဲ့ရင်ကောတချို့ညတွေမှာမရင်ကံ၆၆၆၆တွေးမိသေးတွေတစားဖြစ်ပါ၏ငါကိုယ်တိုင်ဖက်စင်ကွန်းတောင်မကန်ရတဲ့ဘွားမှာငါကမွေတဲ့တမီးလေးကတော့ဖက်စင်ကွန်းတောင်ကန်ခွင့်ရစီရမှာပေါ့ မရင်ကဲတမီကဖတ်စင်ကွန်းတော်ကန်ရတဲ့ဟဲ့ဆိုတာပဲဖြစ်ရမှာပေါ့တခြားဘသူသားတမီဖတ်စင်ကွန်းတော်ကန်ရကန်ရကန်ကြစမ်းပါစေရွှေမုံတမီမကန်စေရဘူးရွှေမုံတမီကကွန်းတော်ကန်ရတယ်ဆိုရင်တသက်မှာငါနှစ်ခါရှုံးရတော့မင်းနှစ်ခါမရှုံးစေရဘူးရွှေမုံလည်းမင်းကလေးမမွေးစေရဘူးမရင်ကန်ဒီလိုပဲတွေ့နေခဲ့သည်ဒီလိုပဲသဘောရှိခဲ့သည် ရွှေမုံတားယောက်ျားလေးမွေးလျင်ပြဿနာမရှိဒီတဲက ရွှေမုံမွေးလျင်တိုင်းရောက်ကြကလေးဖြစ်ပါစေလို့ဆုတောင်းခဲ့သည်နေ့စဉ်နေ့အများမမေ့မလျော့ဆုတောင်းသည်တခါတလေများမကောင်းသည့်ဆုတောင်းများပြင်တောင်းမိသည်သည်ခံပြင်းစိတ်ချခဲ့ရပါ၏အခုတော့မဲ့ကန်ဆုတောင်းနေလွယ်ခဲ့ရပါဘကောညောင်းနေချက်တွေ ပြုကြခဲ့ရပါဘကောမဲ့ကန်အိမ်ထဲဝင်လေဘဲနဲ့မှတ်တက်ကြည့်ဘာတွေများတွေ့နေတာတော့မလာအောင်ကဆက်ကနေလာကင်တော့မှမဲ့ကန်အတိပြောင်းဝင်လာခဲ့ပါ၏ မလောင်ကိုပါမှပြန်ပြေတော့ပဲမိန်ကိန်းပေါ်တက်လာခဲ့သည်ဘသူကမှလည်းစကားမပြောချင်းညင်ထဲမှာပုံလုံးကြီးမျိုးချထားသလိုတင်ကျလာမြိုင်နေတာကလည်းနေမထိထိုင်သာဖြစ်နေရသည် မလောင်ကဘလို့ပြောလိုက်သည်မသိအမေပန်းရော်ရီပေါ်ထိတက်လိုက်လာသည် အမေရှိမှဘာမှမဖြစ်သလိုနေပြတော့လေအမေပန်းရော်ရိမ့်မိပုံရသည်ငါသမီးနေမကောင်းဘူးလားအကိုနှမျောနေတာလားပြောစမ်းငါသမီးဘာဖြစ်လို့လဲ မိပန်းရုံကိုမယင်ကံမောကြည့်လိုက်သည်အမီအနည်း20လုံးလောမယင်ကံကွန်တောင်ကန်ခွင့်မရှိမှန်းတီလျက်နီဖွင့်မပြောပဲကြိတ်ခန်းစားခဲရှာတော်အမီတရွာလုံးကို ဖုံပြီးခဲ့သည်အမီဒီယောဂါဒီဝေဒနာအသေးပအောင်ခန်းစားနေရဆဲဖြစ်ကြောင်းမယင်ကံမိခင်ကိုနောက်တစ်ကြိမ်မတီးစီချင်တော်မီကွန်နမ်ကရရော်လေပြီးတာပါပဲပြီးတာပါပဲအမီရဲ့ဆိုသည်ခန်းစားမှုမျိုးသားရှိသလိုအလိုက်တဲ့အလျာတဲ့နေပြခဲ့သည် မိဘန်းယုံကလည်းဒီကိစ္စပြီးပြီးပြပြလို့သားသဘောထားခဲ့သည်မသိပါဘူးမေရဲ့မှိန်ကန်ဒီမနဲ့စိတ်တွေလေးတဲ့ယင်ထဲမှာမလင်းလာဘူးမေပါရဲလို့လည်းပြောတတ်ပါဘူးမှိန်ကန်ကခက်တွေတွေကလေးဖြေလိုက်သည်မိဘန်းယုံကမှိန်ကန်တဖူးကိုဆန်းသည် လေပင်းကိုလက်ခုံနှင့်ဆန်းသည်ပူငွေမရှိမိဘန်းယုံကတော့တသက်လုံးကချစ်ခဲ့ရသောကိုဖြစ်သူအိမ်ထောင်ပြုခြင်းကို စိတ်မထမ်းသာဖြစ်နေတာပဲလို့ထင်ရှားပုံရသည်တခြားဘာမှတော့မပြောသမီးဖြစ်သူကိုသွေးစည်းကလေးရက်ပြီးတာမင်းနေဖို့တာပြောသည်မဲ့အိမ်ကန်ကအမေရှိမလူမမလုံမနေချင်းတော့လေအမေချင်းနာအသာလှဲနေလိုက်သည်အမေမဆန်ရှင်တို့အိမ်ပတ်ကူးချေအောင်မယ်။ရွှေမုံမွေးတဲ့ကြလို့ကလေးမလေးမွေးရဖွာရခက်တဲ့ကြတဲ့။အခုတော့မီးဖွားပြီးပြီးကြလို့တော်ပါသေးရဲ့အောက်မိမိတဲ့။ ရန်နာသုံးပါးဂုံစီတုဂုံကျေးစုကြောင့်ထင်မှရင်ကလေးရောမေးပါနေကောင်းကြတတ်တယ်။ဘာလေးမွေးတက်တက်လေအမေမှတ်အိမ်ကန်ကြားပြီးသားပဲမေးတေချောင်းထမေးဒီရီးကြညွန်ပြောခဲတာမှားချင်လဲမှားနိုင်တာပဲမဟုတ်လားမှတ်အိမ်ကန်မိမျက်နာကိုငန်းလင်တကြီးမော်ကြည့်နေမိသည်မေပန်းယုံကလည်းစဝေစွာမိန်ကံမီမှာသူလည်းတတိထာမိပုံရပါ යි ။ယောက်ျားလေးဆုံးမှတ်တာပဲ တိပောင်းခဲရခဲစင်မွေးရတဲ့ဆိုတာကလှအောင်ကြားလာခဲ့တာညာတညာလုံးအင်ကူလီမာလာတုတ်တယ်ရွတ်ကြရတဲ့တဲ့ခေါင်းကိုတိကျစာထိုးပေးတာလားမနေ့မွေးရတာတဲ့တိကျစာတိကျစာဆိုတာတိပင်ကြီးကိုခြံရကအစာထောင်ကြံရည်ခဲ့တော့ဂိုင်းပြက်စာဖြစ်သည်ရွာဒီမှာမိနေတယ်မိမွားနိုင်လေတိကျစာခေါင်းကစပင်စတုံးတွေထိုးပေးလေးရှိကြတာထုံဆမ်းပြီတိကျစာထိုးပေးလေမိဖွားရလွယ်သည်ဟိုယုံကြည်ကြသည် တချို့အားဓမ္မခက်ကိုသွေးရည်တိုက်တတ်ကြသည်မဖြစ်မနေတိုင်ရသည့်ရေမှန်းကတော့အင်ကူလီမာလာတုတ်တော်ကိုခုနှစ်ကျင်းယူရေမှန်းပြုတ်ခြင်းဖြစ်သည်တရက်ပင်ငုံစီကိုလက်ဖြင့်နောက်ပြန်နှုတ်၏သွေးတိုက်ကြတာလည်းရှိပါ၏ရွာမှာမိနေဆောင်တလေးရှိသည်မိဖွားမိရဝန်ချင်းမှာမိနေတဲ့အိမ်ကိုသွားရောက်အိတ်ကြရခြင်းဖြစ်သည်မိနေဆောင်ရဲ့နနင်းတွက်ထောင်ကြရသည်ဒိုင်းစင်ရဲ့နနင်းမှုန်ချကြရသည်မိနေဆောင်တို့တွင်ကျိုးတချောင်းချ၍မိနေတဲ့ကိုခိုင်ခံရသည် မိနေတဲ့ကထိုကျိုးကိုကန်၍အာရုံရချင်းဖြစ်သည်မိနေတဲ့ဆိုတာမိနာမှာနေရတာကိုပြောတာပါ ਈ ညလာနေလာမွေးတော့မယ်ဆိုရင်မိ ਉਹ ကင်းကြီးမှာထင်းထဲပြီးဟူးဟူးလောင်ခိုင်းထားရတာမျက်နှာမြင်ပြီးဆိုတာနဲ့မိနေနေရပြီနှနှင်းကိုရေဖြော်ပြီးလိမ်ပြီးတာနဲ့မိဟက်ခံရတော့တာပါ ਈ မတတ်တာပါဘူးတခါကမလှအောင်ပြောပြဖို့ဒီမိနေလေးဖြစ်ပါ ਈ ထိုစင်းက အမိပန်းရုံကားပြင်မလာအောင်ကိုလှန်ကားသည်တမီနှုနှုထွတ်ထွတ်ကိုမဟုတ်ကဟုတ်ကပြောရပါမလားဆိုကငေါက်ခင်းငေါက်ချင်းဖြစ်သည်မလာအောင်ကတော့အငေါက်ခံနေရသည်ကြာကပြောကြရှိတာကုံအောင်ပြောသည်မိန်းကလေးဆိုတာလောကနေရာမှာခင်မှန်လို့အပြိုတော့ကတိထားတော့မကောင်းဘူးလားမိပါကျေးဆိုပေါ့ပေါ့မှတ်မှာဆိုလို့ပြောရတာကိုဝင်တယ်များတင်းကြိုင်ရောတနေ့သုံးခါမျက်ဆောင်ထိုးရတဲ့ဟာမမှတ်လို့တော့နေပါဦးဘယ်နာတော့ရောက်သွားပါလိမ့် ဲ့တာနဲ့မွေးခဲ့ရောပြောပါမလာအောင်ရဲ့အေးပါမိနေတဲ့ဆိုတာတွေးဟောင်းတုံပြီးတွေးတက်လောင်းတဲ့ချင်းဆိုတော့တွေးနူတာနူကိုအင်မတန်အဲ့ငယ်တာအိမ်မြောင်စုတ်ထိုးတန်းတော့လှန့်ချင်လန့်တာမျက်ရည်များကျလို့ကတော့မိရဲ့ခေါင်းကိုင်းတာဆွဲခဲ့ရောမလာအောင်စကားတွေထဲမှာ မိန်းသားတယောက်ရေးတာဖွာချင်းကိစ္စတွေများလာသည်ကြားရတာပင်ကြောက်စရာကောင်းလာပါ යි မလာအောင်ပြောသလို မိဘကျေးဇူးကကြီးမားလွန်လာပါကလားအသက်တစ်ချောင်းနဲ့ရင်းရတော်လွန်ဆွဲပွဲပါကလားအခုလဲရွှေမော်မိဖွားရခက်သည်ပြောနေပြီအပြုံမွေးမှုခက်တာလားမဲ့ရင်ကန်နေစင်းနေများဆုတောင်းနေလို့များမွေးရခက်တာလားမွေးချိန်ဖွားချိန်ခက်ပါစေတာလျှော်ပါစေအတိဒုက္ခရောက်ပါစေဆိုသည်မနောဆိုဖြင့်တော့မဲ့ရင်ကန်ဆုတောင်းခဲ့တာမှန်ပြီအဲ့ဒါလောက်ရက်ဆက်ကြံကြုတ်တော့ရုံရုံရင်ရင်စိတ်တက်မျိုးမရှိပါသို့တော့ တားယောက်ကြောင့်လေးမွေးပါစေလို့တော့အချင်းချင်းလေးလေးဆုတောင်းခဲ့တာတော့ရှိပါ යි အခုတော့တားယောက်ကြောင့်လေးလို့လို့မိန်းကလေးလို့လို့ဖြစ်နေပြန်ပါဘကောလားမိန်းသားဆိုတာမွေးတော့ဖားတော့မေးဆိုရင်သူ့ရင်သူ့ရကိုမျက်မုံမကြိုအပ်ဘူးသူ့စီစဉ်ချမ်းသာမျက်မုံမကြိုအပ်ဘူးသူ့ကောင်းစားတာကိုမျက်မုံမကြိုအပ်ဘူးမျက်မုံကြိုးမီဘဲလားမဆိုဝါရမိတ်တူကြီးရဲ့နဲ့ကြုံရတတ်တဲ့မနေ့ကလဆန်းရှိရဲ့အင်္ဂါနေ့ကြတော့ ဝါရမေတူကြီးကြာတာလဲပါမှာပေါ့ရက်တန်းချင်းတာနောရက်များကြိုင်ဘေးတွေ့တတ်တယ်မိပန်းရုံစကားတွေကကြောက်ရွံ့ကောင်းလိုက်တာယောက်ျားကလေးမွေးရင်တော့ရှင်ပြုတ်ရတာပေါ့ကြီးမိဘများကတာအုပ်ကိုယောက်ျားကလေးမျှော်ကြတာတမီးရဲ့တာအုပ်ဥဥဖြစ်ပြန်ရှင်ဖြစ်စေခြင်းကြာတာကိုမင်းကမွေးခံနေတုန်းကရောယောက်ျားကလေးဖြစ်စေခြင်းတာပဲလားမိမိပန်းရုံကတမီးကိုပြုံးပြသည်မင်းကပါကိုလက်ချောင်ရှုံရှုံလေးများနဲ့ထီကတာပို့သည် စကားကြောက်တက်ပါတကောဆိုသည်ပုံသမီးမွေးခံနေတော့ကအမေအိမ်မက်မက်တယ်အိမ်မက်ကထူးဆန်းပါတယ်သမီးရဲ့အမေတို့အိမ်ကောင်းရင်ကဆက်တဖူးယုံကြည်ဘက်ကလူသူတော်တယောက်ထွက်လာပြီအမေရောသမီးမင်းကလေးမွေးလိုက်မယ်တဲ့ဆက်တဖူးပင်ကြီးလည်းပွင့်လိုက်မတဲ့ဒီကလေးကနင်းတို့အိမ်ရဲ့ကံပဲတဲ့မွေးရဖွာရတာကောခက်သလားအမေ အများမင်းမသားများမွေးရတယ်လို့ပဲပေါ့သမီးရဲ့ညီဖေကအသက်ကြီးပြီဆိုတော့သားသမီးဝင်စားမယ်တော့မထင်တော့တဲ့ချိန်ရလိုက်တာဆိုတော့အမေဖြစ်ဝမ်းသာလိုက်ပုံများမွေးတော့လဲကြက်တီရှိပါတော့မင်းမသားဖြစ်ရဇေခတ်တဲ့အခါဘွေတလက်ရှုံးရတယ်လို့ပါပဲအမေဒီလိုတော့လည်းမဟုတ်ပါဘူးသမီးရဲ့လောကမင်းမသားမရှိလို့ဘယ်ဖြစ်ပါမလဲတို့ပြတော့မေတော်ကမွေးရတာပဲမဟုတ်လား gain အမေသွားချေအောင်မယ်အတားလဲနေကြားလား သွေးစီလေးရက်လိုက်အောင်နော်မမိနဲ့အမေပန်းရောင်ထွက်သွားတော့မအိမ်ကမိခနေပြောသွားခဲ့သည်ခါတိုင်းဒီလို အိမ်လေးမရှိတခုမဟုတ်တခုလုံးနေတာများသည်ဒီနေ့တော့စိတ်တွေပူလောင်နေခဲ့လို့လားဒီလိုနှမ်းရင်နှမ်းပါဖြစ်နေခဲ့ပါ යි ကိုပြေတဲ့ထမင်းစားပြန်လေးသလားမပြန်လေးသလားပြင်မသိလိုက်အမေပန်းရောင်ပြန်လာလို့နဖူးကလက်နေလာဆန်းတော့မှမအိမ်ကန်တို့သည်ဖြားပါမယ်တမီးရဲ့ထတော့ မင်းစားချင်းမဆန်ရွှေချွေးမကလေးကတမီးမင်းကလေးမွေးတာတမီးရဲ့သူတို့အားလုံးကယောက်ျားလေးလိုချင်ကြတာမဆန်ရွှေတို့ကမြည်ဦးရှင်ပြိုချင်ကြထင်ပါရဲ့ချွေမုံကရောမီရွှေမုံကတော့မအင်းဆိုတော့မွေးလာတဲ့ကလေးချစ်ရှာမှာပေါ့ငါသမီးတော့အမီးတို့ချစ်ရတယ်လို့ပဲနှီးမှာပဲမိဘဖြစ်လာပြီကုန်မီပန်းရုံနဲ့တူမဟင်ကန်အောင်ထက်ကိုဆင်းလာခဲ့သည်ကိုပြေတိန်မရှိចောင်းချိန်တော့မကြသည်မဟင်ကန်ရေချိုးပြလိုက်သည် ရေချိုးလိုက်တော့လည်းပူတွေရော့သွားသလိုဖြစ်ရပါဘူး။ဘာပဲဖြစ်ဖြစ်အဖေနဲ့အမေပိုင်းရုံလို့ရှိမှညွညွနွန်းနွန်းမနေချင်းခြေရရစဉ်နှက်ပြာရောင်လုံးကြီးကလေးနဲ့မိုးပြာရောင်ကြော့ချက်တဲ့ပထုံးမလက်အင်ကြီးတွဲဖွဲ့ဝတ်လိုက်တော့စိတ်ကလေးပင်ကြည်လင်သွားသလိုလိုထင်မိပါ၏။တနခါဘကောပပကလေးကြားကစပင်ကုတ်သားကလေးပေါ်အောင်ဖရာကျော်စတုံးကလေးထုံလိုက်တော့မျက်နာကလေးပွင့်သွားသည်။စည်းစဝါပန်းပွင့်ကကကြီးကိုစတုံးပေးမှကပန်လိုက်သည်။ အိမ်ပေါ်ကဆင်းလာတော့ကိုပြေသိန်းပင်ကြောင်ကပြန်လာတာတွေ့လိုက်ရသည်လေကားချိန်မှာကိုပြေသိန်းယနေခဲသည်အင်္ဂလိပ်ကချော့လိုက်တာကွယ်ကိုပြေသိန်းကမကြာနိုနာဆိုလိုက်တော့မိန်ကံမှာရှက်သေးလေးပင်ဖြန်သွားမိရပါ යි အင်းရောက်ထက်မှာဘယ်သူမှမရှိအဖေကတော့စစောတဲ့ဟာဖုန်ကြီးကြောင်ပဲထွက်သွားတာမိန်ကံတီးပါသည်မိပန်းယုံတို့မလာအောင်တို့ကတော့ခြေဦးကတော့ရက်ကန်ယုံထဲမှာရှိမိထင်းသည် နေ့လည်အပြန်လာတော့အင်္ဂလိပ်အိတ်နေတယ်လို့မလာအောင်ကပြောလို့မိမကောင်းဘူးလားကောင်းပါတယ်ကိုစိတ်တော်မကောင်းဘူးပေါ့လေမအိမ်ကန်ကပြောရင်းဖြင့်တစ်ချက်တွေ့သွားပြီးရေရည်တွေဆိုလန်လာခဲသည်ဒါကိုကိုပြေသိန်းကမြင်သွားခဲရာမအိမ်ကန်တစ်ခုခုခံစားနေရပြီဆိုတာတက်တီလိုက်ပါ၏မအိမ်ကန်ကိုမြင်မြင်ချင်းကလေးကသူချစ်ခဲမိသည် ဒီချစ်စိတ်ကြောင့်မင်းမြင်းချံတို့မျိုးကြီးမှာကြောင်းဆန်လုံနေရကမြင်းချံမြောက်လက်ကဆောင်းချန်ကုန်းရွာကလေးမှာစာတင်ကြောင်းဖွင့်ပြအောင်သူကြိုးစားခဲ့သည်အနေနီးလာတော့လဲမရင်ခရင်အချင်းစားကနီးစိတ်ဓာတ်ကိုသူလေးစားမျက်နှာလာရပါအထူးသဖြင့်သူလေးစားဆန်ထားရပါတော့သခင်မြတ်သားကြီးနှမကလေးမှန်းတည်လိုက်ရတော့ပိုတန်ဖို့ထားမိသည်တမိုးအောင်မှာတူနေကြရတော့တမှုတရားတန်ရောစင်နောက်ကျိုးလဲရစ်ပန်နောက်တဲမိကြပြီမဟုတ်လား အင်္ဂလိပ်ပြောချင်တာရှိလို့လားရှိပြီကောရှင်မဲ့ရင်ကန်ကကိုပြေသိန်းကိုမော်ကြည့်လိုက်ရင်ကညနာကလေးသုံးမုံသွားခဲ့သည်ရှိတာပေါ့ကိုမဲ့ရင်ကန်မမင်းချင်တဲ့စကားပါပဲဒါပေမဲ့မင်းလေးဆိုတာကောင်းစေလဲမှန်ချင်းစီးရလဲကဲချင်မဟုတ်လားပြောပါအင်္ဂလိပ်ရဲ့မဲ့ရင်ကန်ဖို့ဒီလိုနေလို့မကောင်းနိုင်တော့ဘူးထင်တယ်ကိုရွာနဲ့ရက်နဲ့မိနေပါနေဆိုတော့ ။ညင်ညီလို့တလင်းဖြစ်ရတဲ့ပြုံးမခံချင်ဘူး။အကူနားလဲပါတယ်နော်။ကြည်ဦးပြောပြသလားဆိုရင်ငါယုံမရပဲတော့ကြည့်မှာစို့ကြတဲ့။ပြီးတော့ပြောပါအင်္ဂလိပ်ရယ်အကူနားထောင်နေပါတယ်။အကူနဲ့မဲ့အင်ကန်မြစ်တာမျှနေကြတယ်ဆိုတာအဖေလည်းတည်တယ်။တရွာလုံးတနေလုံးကလည်းစောင့်ကြည့်နေကြတာဆိုတော့မဲ့အင်ကန်ကမင်းကလေးပါ။ခုံညင်းလဲရှုံဒိုးလဲရှုံ ဆိုတာလို့ ကိုပြေသိန်းကမဲ့ရင်ကန်လက်တစ်ဖက်ကိုလမ်းကင်လိုက်သည်မဲ့ရင်ကန်ကို ပြုံးကြည့်နေခဲ့သည်မဲ့ရင်ကန်စကားဆက်မပြောပြီကျလာတော့မျက်ရည်တွေကိုလည်းမသိမ်းမျက်ရည်တွေဟာကြောချဲ့အင်ကြီးကလေးပေါ်တပေါက်ချင်းကျနေခဲ့ပါ යි ပါနှဖက်မှာတင်ထားသောပခွဲကြားကလေးလေးမှာမျက်ရည်စီးကြောင်းလေးတွေခြောက်စီနေကြလေသည်မဲ့ရင်ကန်စီကစကားပြောတယ်မကြရတော့ကိုပြေသိန်းကသူ့ရဲ့ထဲကလက်ကင်မကိုနှိုက်ပြီးမဲ့ရင်ကန်လက်ထဲထည့်ပေးသည် အိမ်ထဲလူဝင်လာရင်တွေ့သားမည်ဆိုသောကြောင့်တုတ်ခိုင်းခြင်းပင်မဲ့အိမ်ကန်ကကိုပြေတဲ့လက်ကင်ဘွားလေးနှင့်မြေရီတွေတုတ်သည် လက်ကင်ဘွားစီကရနဲ့တမျိုးကိုရလိုက်တော့လေချစ်သူကြီးချင်နာယူရမှုကိုစိတ်ရောက်ရပြန်မ ాయి ကိုပြေတဲ့နေလေးကိုချောင်းတက်သောကြောင့်ဘာမဟုတ်တာမဲ့အိမ်ကန်တီးပါသည်ရုပ်ရည်ချုံမောသလားစိတ်တော်နူးညံ့ရှင်းတဲ့သောယောက်ျားကောင်ယောက်ျားမြတ်တယောက်ဆိုရလဲမိန်ကံယုံကြည်ပါ යි တစ်ခါတစ်ခါချက်ကမတူကြော်ကွင်းကတူမီရတာများလည်းရှိခဲ့ပါသည်ကျောင်းနှင့်အိမ်ရွာနှင့်မြို့ကူကလူကစာသင်ကျောင်းအတွက်လုံပန်းလွန်းတော်လဲမဟင်ကံကိုပင်ချစ်တာဟုတ်ရဲ့လားတွေ့ခဲ့မိရသည်ယထိကိုပြည်တိန်ရှိရာကျောင်းကိုပင်တစ်ခါတည်းရန်မဟင်ကံလိုက်သွားမိတယ်လားဒီမဟုတ်ပါလားအခုတော့ဖြင့်လာမယ့်ကစုံဦးမှာမင်္ဂလာကိစ္စဆီစဉ်မယ်လို့မိဘများသည်စာရေးထားပြီးပါပြီအခုကလည်းမဟင်ကံနဲ့နှီးချင်လာပါပြီ ကြောင်ကိစ္စအောင်မြင်ဖို့ကလည်းအခုတောင်းဝင်မဟုတ်လား။ရက်ရွာကမိလာကြပြီဆိုတော့အင်္ဂလိပ်တွေကိုဦးစားပေးရမှာပေါ့ဗျာ။ကိုင်းပါကွယ်။ကစုံထင်အောင်ကိုမစောင့်တော့ပါဘူး။လာမယ်တပုတ်ရဲလောက်မှစီစဉ်ကြတာပေါ့။ကိုမိပါတွေကသခင်မြတ်တာနှမကလေးနဲ့သဘောတူပြီးသားပါအင်္ဂလိပ်ရဲ့။အော်အကိုရဲ့မိုင်ကန်ကိုယ်ကိုယုံပါတဲ့ရှင်။အကိုကိုချစ်လွန်းတော့လေ။ နေကိုဝါဆိုညပြတူဆိုတာလို့တနေ့တစိညတစိနေ့တစိညတစိဖြစ်မိတာလဲအမှန်ပါကဲပါလေအင်္ဂလိပ်သာစိတ်ချမ်းချမ်းသာသာနေပါတော့အကိုမိမအလှများပြက်နေပါရော့မယ်ဘာမိမလဲအကိုနော်ချစ်သူရင်တိတ်ခါရှိတော့မင်္ဂလာစကားကိုကြားရတော့လေမဲ့အင်ကန်ရင်ွေးရပါ යි ကိုပြေသိန်းက ကိုပြေတဲ့ငါဆိုခဲစီမြဲခဲစီဆိုတာလေဒီပါသည်ချွေမုံတမိကလေးမွေးပြီဆိုသည်တဲ့ငါမအင်ကန်းကိုတနေ့လုံးလုံးမှွေနေခဲ့တာဆိုတော့ဒီစိတ်ကပဲကိုပြေတဲ့ကိုဒီစကားတွေပြောဖြစ်ပေါ်လောစောနေခဲ့ပုံရပါ၏ကိုပြေတဲ့နှင်းလက်ထတာတော့ဟုတ်ပါရဲ့သားသမီးမပွားစီရင်ကောပွားစီပါပြီတယ်တမိမင်းကလေးမဟုတ်ခဲ့ရင်ကောဒါဆိုရင်တော့မအင်ကန်ကိုတော့ရှုံရတော့မြည် ကဲပါလိထားကြပါစို့မယင်ကန်ကလည်းသမီးဦးလေးမွေးပြီဆိုပါတော့ဒီသမီးဦးလေးကရွာကွန်းတောက်ကန်ဖြစ်ရမယ်လို့ဘသူကအာမခံနိုင်လို့လဲရွှေမော့သမီးနဲ့မယင်ကန်သမီးတကယ်တမ်းရှင်ကြလို့ရွှေမော့သမီးကသာတယ်ဆိုရင်ကောဖေရဘေဟာကမမသေးချာရောင်တော်ပြန်ပွဲကပဲစီနေမှမသိပေါ်ပါဝဲနှိရတယ်လို့ဖြစ်နေလေးပြီဘာပဲဖြစ်ဖြစ်မယင်ကန်သမီးကပဲကွန်းတောက်ကန်စီရမည် ခုနောင်ကန်ကိစ္စကိုမိန်ကန်ပါကြောင့်ဒီလောက်ယူဆွဲကြည့်နေမိတာပါလေမိန်ကန်ကိုနိုင်လဲနားမလဲသို့တော့ဒီစိတ်ကတော့မွေးကလေးကတတိဒီလာခဲ့တော့စိတ်လို့တော့ပြောရမည်ဒီမိုင်းမိန်ကန်ဖို့ရဘိုးရွယ်လာမှလက်ထက်မည်လို့ချစ်သူကကတိပေးလာခဲ့ပြီမင်္ဂလာပွဲကိုတော့တနေရုံလုံးတင့်တင့်ကြီးခေါင်းနှွှဲလိုက်ခြင်းမိုင်းမိန်ကန်တို့ဝိုင်းတိုက်ကြည့်တယ်မှာမန္တကြီးတို့က နေရန်ရွာစဉ်တခြားကုန်းတရင်ကြီးမှမတက်တိုင်းတက်လိုက်ရအောင်မြန်မလေးကဇက်ပွဲအငိမ့်ပွဲငါထဲမြီကောစရံတန်ကတော့အကုန်ဝင်ဖြဲ၍တင်ကန်းလူဖွဲနေဆုံကမ်းမြီမိင်္ဂလာပွဲမှာထမင်းယုံွယ်ခံကျွမ်းဝင်းမြီတပြေပန်းတခန်းနခန်းမတွေ့တန်းတတနဲ့တန်းဘွားချင်းဖက်ကြရပြီဆိုမှတော့မဲ့ရင်ကံဘွားနေကြစရာမရှိတော့လှေမျောလှေနေလိုက်ရသလိုကုန်းတရင်ကိုကုန်းတရင်နှစ်ပင်လိုက်ရလိမ့်မြီ ုပြေတဲ့ငါမအင်ကန်ရင်လက်ကလေးတစ်ဖက်ကိုစူကြုံယူကရင်ဘတ်မှာကတ်ထားလိုက်သည်ပြီးတော့ခါးလေးကိုတိုင်ဖက်ကမအင်ကန်ပေါင်းလေးတစ်ဖက်ကိုနမ်းလေးသည်ပူနွေးလာတော့ချစ်သူရဲ့အနမ်းများနားစင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားစင်ပေးကြပါဦးနော်